အမေရိကန်ကယူကရိန်းကိုထောင်လန်းရေးသတင်းနဲ့မပေးရင် ပြင်သစ်ကပေးမည်အမေရိကန်အစိုးရအနေနဲ့ယူကရိန်းကိုအရေးကြီးထောင်လန်းရေးသတင်းအချက်အလက်တွေမပေးဘဲဖျက်တောက်မယ်ဆိုရင်ပြင်သစ်ကယူကရိန်းကိုပါဖို့ပေးသွားမှာဖြစ်တယ်လို့ပြင်သစ်ကကွယ်ရေးဝန်ကြီးစီပါရီယန်လူကော်နူကမတ်လ6ရက်နေ့ကပြောလိုက်ပါတယ်အမေရိကန်ရဲ့ထောက်လှမ်းရေးသတင်းအချက်အလက်ဖျက်ဆီးမှုဟာယူကရိန်းအနေနဲ့ရုရှားရဲ့အရေးကြီးစီရေးပြစ်မှတ်တွေကိုတိုက်ခိုက်ရမှာအခက်အခဲရှိနိုင်တယ်လို့ ရုရှားတပ်တွေရဲ့တပ်ပြောင်းနေရာချထားမှုတွေကိုကြိုတင်သိဖို့ခက်ခဲသွားနိုင်နေဆိုပါတယ်။အဆိုပါအခက်အခဲတွေကိုဖြေရှင်းဖို့ပြင်သစ်ရဲ့ကိုပိုင်ထောက်လှမ်းရေးတရင်အချက်အလက်တွေကို ယူကရိန်းကိုပါပို့ပေးသွားမယ်လို့စီပတ်ရန်လူကော်နုကပြင်သစ်တရင်ဌာနနဲ့တီးသက်အမေးမြန်းခန်းမှာပြောဆိုသွားပါတယ်။ဒါနဲ့ထွားအစိုးရကယူကရိန်းပေါ်ဆက်လက်နဲ့ကူညီပေးတာတွေတမကထောက်လှမ်းရေးတဲ့အချက်လက်ဝေးမျှတာတွေပါယာယီရပ်ဆိုင်းထားကြောင်း မတ်လ9ရက်နေ့ကပြောဆိုထားတာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။